ရှင်ဘုရားတဲ့တပည့်တော်အားတဲ့တပည့်တော်တို့ကလူ့ဘဝမှာပျော်တာတဲ့ကာမဂုဏ်အာယုန်နေနဲ့ပျော်တာတဲ့ပါရီသမီးတွေနဲ့စီးပွားဥစ္စာရှာပြီးလူ့ဘဝမှာပျော်တာတဲ့ဒါတတ္တဗာနောက်သူပြောတာလူ့ဘဝမှာပျော်တာဘုန်းကြီးဟုတ်ဖို့စဉ်းစားလိုက်ရင်တပည့်တော်6ကဘာတဲ့ဆင်းရမှာလောက်ကြောက်တယ်လေဟုတ်လားမသိဘူးနော်အဲအမျိုးသမီးတွေဆိုတော့တိလားရှင်ဝင်ရမှာစဉ်းစားလိုက်တာနဲ့6ကဘာတည်းဆင်းရမှာလောက်ကြောက်တယ်တဲ့ ပပတောဝိယခါယတိတဲ့ဘုန်းကြီးဘွားဟာ၆ကဘွားကြီးလို့စိတ်ထဲမှာအောင်းမိတယ်သူကလျှောက်တာเนาะနေကမဒုက္ခငြိမ်းချမ်းတယ်လို့သိတော့သိပါတယ်တဲ့တပီတော့ဘုန်းကြီးဘွားအေးချမ်းတယ်လို့သိတယ်တဲ့ဒါပေမဲ့တကယ်ဝတ်မလို့စဉ်းစားတဲ့အခါမှာ၆ကဘွားကြီးလို့စိတ်ထဲမှာကြောက်လန့်စရာကြီးဖြစ်တယ်လို့သူကအဲ့လိုလျှောက်တယ်လျှောက်တော့ရှင်အနန္ဒာကအေးဟုတ်ပြီဒီလိုဆိုရင်မြတ်စွာဘုရားစီသွားရအောင်ဆရာစီ တို့စကားအရင်နှီးပြူစရာရှိတယ်ဖះကိုတွေ့ဖို့စကားလက်ဆောင်တစ်ခုပါလာဆိုပြီးတော့သူ့ကိုခေါ်ပြီးတော့ဖះစီသွားသွားပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်ဒီတပုဒ္ဒါကဒီလိုလျှောက်ပါတယ်ဗျာဒီတကာကတပည့်တော်ဒီလိုလျှောက်တယ်ဆိုမြတ်စွာဘုရားကဟုတ်တယ်တဲ့နော်ငါလည်းပဲဒီနိခမ္မကာမဂုဏ်အာယုန်တွေကထွက်ခွာတာကောင်းတယ်ဆိုတော့ငါလည်းသိရတယ်ငယ်ဒီဖះမဖြစ်ခင်ကနော်ဖះလောင်းဘွားတော့ နိခမ္မဆိုတဲ့သက္ကလုံက renounce renounce and renounce ဆိုလူဘွားကနေရှောင်တာလည်းပဲနိခမ္မပဲเนาะကာမဂုဏ်အာယုန်တွေကမျက်နှာလွှဲဖယ်တာလည်းပဲနိခမ္မလူတွေကကာမဂုဏ်အာယုန်ဘက်သာဥှလှဲ့ထားတာကိုကာမဂုဏ်အာယုန်ကိုကြောခိုင်းပြီးတော့ဒီတိတ်ဆိတ်ငြိမ်သက်ပြီးတော့တူးတဲ့နေဖို့ဆိုတာကြတော့အဲ့ဒါကြတော့နိခမ္မဘဝတစ်ခုကိုဆွတ်လွတ်လိုက်တာเนาะမိသားစုဘဝမိသားစုလိုက်ကိုဆွတ်လွတ်လိုက်ဆွတ်လွတ်လိုက်ပြီးတော့ ဒီရဟဘဝကိုကူးပြောင်းတာဒါလည်းနိခမအဲ့တော့ငါလည်းပဲဘုရားအလောင်းဒီတရားဓုတရားမြတ်မရခင်တုန်းကတဲ့ဒီနိခမလို့ဆိုတဲ့ကာမဂုဏ်အာယုန်တွေကနေထွက်ခွာတဲ့ထွက်ခွာပြီးတော့ကျင့်ရတဲ့အကျင့်ဟာကောင်းတယ်လို့ငြိမ်းချမ်းတယ်ကောင်းတယ်ဆိုတာငါလည်းသိတယ်တဲ့ပြီးတော့နောက်ကောင်းတယ်နောက်လွတ်လွတ်လပ်လပ်တူးတယောက်တည်းတူးတယ်လွတ်လွတ် ကျွတ်ကျွတ်နေတာဟာကောင်းတယ်တယောက်တည်းနေတာကောင်းတယ်ဆိုတော့ငါသိတယ်တဲ့သို့တော်လည်းလက်တွေ့အဲ့ဒီနိခမ္မကာမဂုဏ်အာယုန်တွေကိုစွန့်ပြီးတော့ကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်ပြီးတဲ့အခါမှာတဦးတည်းနေဖို့ဆိုတာကိုစူးစမ်းကြည့်လိုက်တဲ့အခါစိတ်ကကာမဂုဏ်နေအာယုန်တွေဘက်ကိုပြန်ပြန်သွားနေတယ်အလွယ်တကူနဲ့မရကောင်းမှန်းသိတယ်လှုပ်လို့မလွယ်ဘူးလို့အဲ့ဒါမျိုးကိုငါကြည့်တယ် အဲ့ဒါမျိုးကိုယ်ကိုယ်တိုင်တွေ့ခဲ့တယ်ပေါ့နော်ကိုယ်ကိုယ်တိုင်ဒါဒီပရိသတ်လည်းကိုယ့်အကိုစဉ်းစားကြည့်ပေါ့နော်ကောင်းမှန်းတော့သိတယ်သီလရှင်ဘုရားအေဂျမ်မှန်းသိတယ်အမျိုးသမီးတွေဆိုအမျိုးသားတွေဆိုလည်းဘုန်းကြီးဘုရားအေဂျမ်မှန်းသိနော်အေဂျမ်းနဲ့ဆိုတာပြောကဲတကယ်ဝတ်မလားလို့ဆိုတဲ့အခါကျတော့ခဏ6ကဘာကြီးတဲ့ဆင်းရမှာလို့လက်အဲ့ဒါဘာဖြစ်လို့ဒီလိုဖြစ်သလဲကောင်းမှန်းသိရင်ဘာလို့မလုံနိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားဟောတာတော်တော်ရှင်းတယ် ချင်းချင်းလေးဟောတာမြတ်စွာဘုရားငါစဉ်းစားတယ်တဲ့နိခမကောင်းမှန်သိရတဲ့တဲ့ဘာဖြစ်လို့ငါမလုံနိုင်တာတော့ဆိုတော့ဩကာမဂုံရဲ့အပြစ်တွေကိုငါတွေးတာအားနေနေသေးတယ်နိခမရဲ့အကျိုးကျေးဇူးတွေကိုစဉ်းစားတာအားနေနေသေးတယ်ဒါကြောင့်မို့အင်အားမရှိသေးတာအဲ့တော့ကာမဂုံရဲ့အပြစ်တွေကိုမြင်တဲ့မြင်အောင်ထပ်ပြီးတော့စူးစမ်းကြည့်ဆိုတော့ ဘုန်းကြီးဝိချင်တဲ့လူတယောက်ဟာလူဘဝရဲ့ဒုက္ခဒုက္ခတွေအများနဲ့ထိုင်စဉ်းစားနေဘယ်လောက်ညီငွေစရာကောင်းတယ်ဘယ်လိုဒုက္ခတွေများတယ်ဆိုတာကိုစဉ်းစားနော်အဲ့ဒါကိုအပြစ်ကိုမြင်တယ်လို့ပြောတာအဲ့ဒီအပြစ်မြင်မှုဟာစိတ်ဓာတ်ထဲမှာကြန့်ခိုင်လာသည်ထိအောင်လေ့ကျင့်ရတွေးရအပြစ်တွေကြီးပဲတွေးလောကမှာအပြစ်တွေမြင်လာလို့ရှင်ဆုံးလွတ်နိုင်တာပဲလေဘယ်ပစ္စည်းပဲဖြစ်ဖြစ်အပြစ်မမြင်သေးရင်တော့သဘောကျနေမှာပဲပေါ့အပြစ်မြင်လာရင်ဆုံးလွတ်နိုင် အဲ့တော့ကာမရဲ့အပြစ်တွေကိုမမြင်မြင်အောင်ကြိုးစားပြီးတော့နှလုံးသွင်းဆင်ခြင်နဲ့နိခမ္မရဲ့အကျိုးကျေးဇူးတွေကိုတစ်ဖက်ကနေပြီးတော့ဘလို့ကောင်းတယ်ဆိုတော့ကောင်းကျိုးချမ်းသာတွေရနိုင်မှုအဲ့ဒါတွေကိုဆင်ခြင်သုံးသပ်မှုအားကောင်းလာအောင်ကြိုးစားလိုက်တဲ့အခါကျတော့ဟောကာမတွေဆွန့်လွတ်ဖို့အပြစ်မြင်ထားတဲ့ကာမတွေကိုဆွန့်လွတ်ဖို့လွယ်သွားတယ်တဲ့နိခမ္မလို့ဆိုတော့ဒီကာမကိုဆွန့်လွတ်ပြီးတော့ရရှိလာတဲ့ နိခမဒုက္ခအပေါ်မှာလည်းလွယ်လွယ်ကူကူနဲ့ခံစားသွားနိုင်